ြင်းမှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့အာနာယူရီအာနာသိမ့်တဲ့စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့အဒီအတူရောက်ပွဲမှာတော့မှလူ900မှာ300ကစရင်မှားနေပါတယ်ဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးလက်လတ်ဆိုတဲ့စကားတစ်ခုဟာနော်ခွေးကိုနှာနှုတ်ကိုဖြဲ့ရလိုက်သူမင်းအောင်နိုင်ရထိပ်သွားတာမှအချိုက်ကိုထိပ်သွားတာအခုဒီနေ့မှာတော့ဘူးလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့စစ်ပွက်မှုအေရီးယားပြင်ပရောက်နေပါတယ်လူကြီးမင်းခေါ်ဆိုတော့လေးစားပါတယ်ဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရေးမှာထုတ်ပြန်တင်နေပါပြီရှင်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့မက်ဆီယမရမှုကြီးမှာကြောင့်အွန်လိုင်းပေါ်ကနေအာချောင်းနဲ့ကြံ့ဖွားမှတ်ကိုစစ်တပ်ကဖမ်းဆီးလိုက်တဲ့အကြောင်းကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာလေးစားပါအဲ့မဟုတ်ပါဘူးကြောင်းပါလို့နော်ကျွန်တော်တနေ့တနေ့မင်္ဂလာပါလေးစားပါဆိုရင်ပေါက်ပြရတွတ်ထွက်ပြောနေတယ်ဘူးလဲလှဆိုရင်ကတော့ဖမ်းခံထိပ်ပြီလားထုခံထိပ်ပြီလားတပ်ပဲတပ်ခံထိပ်ပြီလားတော့မသိဘူးတေချာတာကတော့တခုခုတော့ဖြစ်နေတယ်နော်အဲ့တော့အခုသူတို့ဘက်ကလူတွေလည်းရေးတဲ့လူရေးလာတယ်ဒီဘက်မှာလည်းတင်းတင်းတဲ့လူတင်းလာတယ်အားလုံးကြည့်တဲ့အတိုင်း ဘယ်စရင်မှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့အာနာယူပြီးအာနာသိမ့်တဲ့စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့အဒီအတူရောက်ပွဲမှာတော့မှလူ900မှာ300ကစရင်မှားနေပါလေဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးလက်လက်ဆိုတဲ့ဇကာတခုမှနော်ခွေးကိုနှာနှုတ်ကိုဖျက်ရိုက်လိုက်ပြီးမင်းအောင်နိုင်ကထိပ်သွားတာမှအချက်ကိုထိပ်သွားတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းရတယ်ဘာထွက်ပြောလဲဆိုတော့နော်ဘူးလက်လက်ဆိုတဲ့ဇကာကြောင့်လူတွေတိကုန်တယ်လူတွေတိကုန်တဲ့အတွက်နော်ဒီစစ်ကောင်းဆောင်တွေ နော်တိတ်ခါတွေကြပါလေဆိုပြီးတော့ဘူးနဲ့လှဆွေကိုဖမ်းအောင်လို့ဖတ်ပြောခဲ့တဲ့မနေ့အောင်ကျွန်တော် reaction လုပ်ထားခဲ့တယ်အခုဒီနေ့မှာတော့ဘူးလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့ဆက်သွယ်မှုအေရိယာပြင်ပကြောင်းပါလေလူကြီးမင်းခေါ်ဆိုတော့လေးစားပါလေဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရေးမှာထုတ်ခံတည်နေပါပြီရှင်ကျွန်တော်တင်းလေးကိုဖတ်ပြပါမယ်နော်နေပြည်တော်ကမဲဆင်းရင်မှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးနဲ့လှဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့မှာဆက်သွယ်မရတော့ဘူးလို့တိရပါလေအော်တိုဘားက9ရက်နေ့မှာဘူးနဲ့လှဆွေကနေပြည်တော်မှာမဲဆင်းရေးမှားနေတဲ့အကြောင်းလူကြီး900ရှိရင်300လောက်မှားနေကြောင်း တေတဲ့လူတွေစရင်ပါနေပြီရပ်ပဲအုတ်ချုံရင်မှုနဲ့မိသားစုတော့မဲစရင်မပါကြောင်း2020ရွေးကောက်ပွဲကာလမဲစရင်အကောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲစရင်များအလွန်ကွာဟနေပြီမဲစရင်များပြန်လဲပြုတ်ပြင်ရမည်အချိန်တစ်ပတ်တာကြံတော့ကြောင်းမဲစရင်မိုင်းမှုအစင်မပြေကြောင်းဘူးလက်လှစကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်အော်တိုဘားလ၈ရက်နေ့ညပိုင်းမှာဘူးလက်လှစကိုစစ်တပ်ကနေအင်းကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အထိဘူးလက်လှစရဲ့လက်ကင်ဖုံးတွေကိုလည်းဘယ်ဖုံးမှခေါ်လို့မရတော့ပါဘူးပုံမှန်အဖြစ်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံးတက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့ လာဆိုရဲ TikTok အကောင့်မှာလည်းဗာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါလေစစ်တပ်နဲ့ lobby အမိခံတရင်သမားတွေစုဝေးနေကြတဲ့ Viber မှာလည်းတရင်သမားအမိခံစစ်တပ် lobby အောင်မင်းကဘူးလက်စားစီအဖမ်းခံထားရတလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေးမဲ့လေစစ်တပ်ဘက်ကဘာမှအကြောင်းမမပြန်ပါဘူးမေးခွန်းမင်းကိုအောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကြမ်းဖို့ရဲ့မာဂန် lobby လည်းဖြစ်ပါလေ မဲသရင်မာယုံမှုအကြောင်းပြလို့အာနာတိန်ခဲ့တဲ့စစ်တပ်အတွက်ဘူလက်လှဆိုရဲ့ဝေဒန်ချက်ကအဆိုင်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြံ့ခိုင်ရင်တတိယမြေကတုံ့တက်ပါတယ်ဒါပေမဲ့ဘူလက်လှဆိုကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုကြံ့ခိုင်ရင်ပါတီဘက်ကလည်းဘာမှမကြည့်ဘူးလို့အဲ့ဒီတတိယမြေကဆက်ပြောပါတယ် ဂျမ်ဖို့ပါတီအတွင်းမှာမင်းအောင်လှိုင်နဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတော့တိပွင့်မရှိတော့ဘူးလို့ကြံ့ကြံ့ရင်တင်းတွေကပြောဆိုပါတယ်။နေပြည်တော်ကပတီရင်မြို့နယ်မှာယူကပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလက်လှဆွေရဲ့ဖမ်းကန်ထားရလားလားခဏခေါ်မေးခံထားရလားလားတိတော့မှတုံ့ထုံးစံအတိုင်းဗီဒီယိုအတိုတွေတင်ပြီးချင်းချင်းသုံးတက်ချက်တွေရန်တမ်းထပ်ပြောနိုင်အောင်လားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ဒါကတော့အတင်းမှာပါလာတဲ့အတိုင်းကျွန်တော်ဖတ်ပြမယ်။အဲ့တော့လက်ရှိသူတို့ရဲ့ဒီစစ်ခွေးပေါ်မှာ ဒီဘက်မှာလည်းဘူလက်ခါဆိုကိုစစ်တပ်ကခေါ်လာတာဟုတ်ပြီနော်အာဘာမှမဟုတ်ဘာညာလည်းပြောပြီးတော့ကြီးပြန်ပြီးတော့ပဲပြန်ထွက်လာမလားဒါမှမဟုတ်ဇော်ဘုံဟိန်းလိုမျိုးအဲဇော်ဘုံဟောင်လိုမျိုးပဲဘူလက်ကြီးလည်းဂျင်းအောင်ရမလားဆိုတော့ဒါဘလူးမှမပြောနိုင်သေးဘူးကောနော်စောက်ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီညမှာပြောချင်တာကဘလို့ဖြစ်ဖြစ်ဘူလက်ပြောတဲ့စကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်လာတာကြိတ်တယ်အဲ့ဒီအတွက်ကျွန်တော်ဒီညမှာတုံ့တက်ပြချင်တာကဘူလက်ခါဆိုဆိုတာချက်ဖို့ပါတီရဲ့တိတ်ပိုင်းအမာခံကောင်းဆောင်နော်စောက်ဘုံဖြစ်ခံပြီးတော့ကိုဗျမ်းပဒါထွက်ပြောပြီးချက်ဖို့အထွက်ကိုရက်တည်တဲ့လူတယောက်အားလုံးကတည်အဲ့လိုလူမျိုးတယောက်တောင် မဲဆင်းရင်မှားနေလို့မှားနေတယ်ပြောတာကိုစက်စက်အထိမခံအခုတော့ချက်ချင်းခေါ်ပြီးတော့ဒါမေးလားချက်ချင်းခေါ်ဖန်လားဆိုတော့မသိသေးဘူးနော်အဲ့လိုလုပ်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနေထားဘယ်အနေထားဖြစ်နေတာလဲဒါဘူးလက်သားတွေဆိုလည်းဒီစစ်မှုချုပ်တိုင်းဝိုင်းနဲ့ဖက်လာတဲ့လူတွေသူတို့စစ်မှုချုပ်အချင်းချင်းတော့မှမှားလို့မှားတယ်တော့ပြောခွင့်မရှိတဲ့ဒီအဝင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုဆက်ဆံပါလဲဒါကဒီစစ်နောက်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းလို့ဒီတပ်ဖွဲ့ပါတီအတိုင်းဝိုင်းကိုနေတဲ့တိတယ်နော်ဒါလေးကိုဒါတွေကိုကြည့်ချင်းအဖြစ်ခင်ဗျားတို့တိတယ်နောက်တစ်ခုကလက်ရှိတပ်ဖွဲ့ပါတီ မြန်မာပြည်မှာ NLD ဘာကြောင့်အကောင်းလဲလက်ရှိတက်ဖို့ပါတီကြောင့် NLD ကအကောင်းလဲရှင်းရှင်းပြောရင်တက်ဖို့ပါတီဟာ NLD ရဲ့ lobby ဆိုရင်မမှားဘူးဗျတကယ်ပြောရင်ဘာဖြစ်လို့လဲတက်ဖို့ပါတီကိုအစအနေနဲ့ကျွန်တော်တောက်တာဗျနံပါတ်1တက်ဖို့ပါတီဟာအတင်းပိုင်ကနေပါတီပိုင်ဖြစ်ပြောင်းခဲ့တယ်အဲ့တော့သူရဲ့ရည်တည်မှုကစလာတဲ့ကဥပဒေနဲ့မညီဘဲနဲ့အာဏာရှိတဲ့အတိုင်းလုပ်ချင်လုပ်ချင်တာအမှန်တကယ်ဆိုဥပဒေကြောင့်ရဆိုရင်ပါတီပိုင်ပစ္စည်းတွေနိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အများပိုင် sorry အတင်းပိုင်ပစ္စည်းတွေနိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အဲ့ဒီအတင်းပိုင်ပစ္စည်းကိုနိုင်ငံပိုင်ဖြစ်ပြောင်းပါတီပိုင်ဖြစ်ပြောင်းလဲလို့မရဘူး နော်ဒါပေမဲ့ကျမပါတီဟာကျမခိုင်ဖွင့်ပြောရင်အတင်းဆိုပြီးတော့တနိုင်ငံလုံးမဝင်မနေရလူတွေလုပ်ပြီးတော့ဝင်တယ်ပါတီယုံတွေဒီအတင်းရဲ့ယုံတွေယုံကားတွေအတုံးဆောင်ပစ္စည်းတွေဆက်ပြီးတော့ဒါဟာအတင်းပိုင်လုတ်ခဲ့တာအဲ့ဒီအတင်းပိုင်ကိုပါတီပိုင်ဖြစ်ပြောင်းလဲလိုက်တော့ဘာဖြစ်သွားလဲဒါဟာအလွယ်တုံးစားလုတ်တော့တယ်စလာတဲ့အလွယ်တုံးစားလုတ်ကထဖွင့်လုတ်ပေးလိုက်တော့ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင်လက်ရှိတိုင်းနိုင်ငံဖွင့်ပါတီရဲ့ဖွဲ့စည်းပုံဖွဲ့စည်းပုံကိုကြည့်လိုက်မယ်ဆိုရင်ကျမ်းနိုင်ငံဖွင့်ပါတီမှာနော်ညွန့်တဲ့အဆင့်ကဆက်ပြီးတော့ဘဟုကော်မတီဝင်နောက်ဆုံးဥက္ကဋ္ဌအထိဘယ်ရောက်လို့ဒီစစ်တပ်ကဘုံမီဖြစ်လာတဲ့လူတွေ ဲ့တော့တိုင်းပြည်သူ့ပါတီစတင်တည်ထောင်တဲ့ကဟိုအတင်းချိန်တဲ့ကနေပါတီဖြစ်တော့လဲပါခဲ့တယ်ပါတီဖြစ်ပြီးတာနောက်ရုပ်တော့ွက်ဒီမှာလဲတောက်လျှောက်ပါခဲ့တယ်အမှားကန်နေအများကြီးဖြစ်တယ်တာမန်ပြည်သူတွေတာမန်ပြည်သူတွေကဝန်ထမ်းတွေလည်းပါတော့ကျွန်တော်တို့ဆောင်ဝင်တွေလည်းပါမယ်အင်ဂျင်နီယာတွေလည်းပါမယ်အားသာဘက်ကလည်းပါမယ်ကျန်းမာရေးဘက်ကလည်းပါမယ်ပညာရေးဘက်ကလည်းပါမယ်စသဖြင့်မိဌာနအကြောင်းတို့ပေါင်းလုံးနဲ့ပါထားတဲ့အမှားကန်ကျန်းမာရေးဖွံ့ဖြိုးရေးပါတီဝင်တွေကအယိုးလာဆွေးအောင်ကျန်းမာရေးထဲမှာနေရတယ်တီတူအမုန်းခံပြီးအယွန်ခံပြီးတော့တာကျန်းမာရေးပါတီတည်တဲ့ဖို့အတွက်အောက်ချေ နော်တောင်းဖို့ဒီကုန်းခံရပေမဲ့တကယ်တကယ်ဥဆောင်ပြီးရတာကြတော့စစ်တပ်ကဘောင်းမီချွတ်တဲ့လူတွေလားနေရာဝင်ပြီအခုရွေးတော့ပွဲနော်တပါတီနဲ့ရှင်ပြန်ပြီးတော့နောက်အနာရရမရတာလောလောဆယ်တော့သူတို့အိမ်မက်ကတော့တပါတီနဲ့ရှင်ပြန်တပါတီအစိုးရဖောက်မင်းဒိတ်နေရတယ်နော်နောက်မှဟိုတိုင်းပြီးအနာရရမရတာဒါကအဲ့တော့အဲ့လိုအခြေအနေမျိုးမှာဒီတိုင်းလိုက်ပြောပြပါတီမှာအမှားကန်တသက်လုံးတော့အောက်ကျင်းနော်ကုန်းယုံခံလာတဲ့လူတွေကနေရာမရဖက်နဲ့မင်းအောင်လိုင်းကသူ့လူမနေရောက်ကွာဆိုပြီးတော့ခက်လိုက်ကောက်ကောက်ပြီးတော့လွတ်တော်မနေလာယူသွားတယ်အဲ့တော့ကိုမောင်မောင်မင်းကြီးမင်းကတိုင်းလိုက်ပြောပြပါတီထဲမှာတသက်လုံးအမှားအမုန်းကန်အပြောကန်အစဲကန်ကြီးလုံလာခဲ့ ပါတီဝင်တွေပါတီဝင်အဟောင်းတွေကပါတယ်နွားတွေကိုကိုနွားတော့တက်မှတ်ထားလို့ရှိရင်တော့ဒါခင်ဗျားတို့တော့ပေါ့ပဲเนาะကျွန်တော်ကျွန်တော်ပြောရရင် sorry ဒါကျွန်တော်အမှန်တရားပုံတတ်ပြန်เนาะဘာအမှန်တကယ်ဆိုရင်သူ့လုံးကနဲ့သူ့အရေးရှင်နဲ့တွားတင်တာမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်ကဘာဒီဖြစ်နေပုံကြည့်အဲ့ငါတို့ကတိုင်းပြည်ကဘာဒီဝင်ထားလို့နော်ပါတီထဲမှာစ조사ထားလို့နေရာတနေရာရမှုမပြောနဲ့နွားစင်နဲ့အဖြစ်ကအဖြစ်ကစီမီထုံပွဲပုံကျဲတဲ့စစ်အုပ်စုကိုအကြမ်းဖက်အဖွဲ့တတ်မှတ်ပြီးတရားစွဲဆိုအပြစ်ပေးနိုင်ရေးစ조사ပေးရန်နိုင်ငံတကာနဲ့အဖွဲ့အစည်းတွေကို expert တောင်းဆို စီမီထွန်းပွဲကိုဘုံကျဲခဲ့တဲ့စစ်အုပ်စုကိုဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံသာမကနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တက်မှတ်ပြီးနိုင်ငံတကာရန်ရရားတွေမှာတရားစွဲဆိုအပြစ်ပေးနိုင်မှုဝိုင်းဝန်းစူးစမ်းပေးရန်နိုင်ငံတကာရှိအစိုးရများနဲ့အဖွဲ့အစည်းများအားအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစုဒစ်စပီကာတောင်းဆိုလိုက်ပါတယ် တရင်ကျွတ်လပညာက6ဦးမြို့နယ်နဲ့မုံရွာမြို့နယ်အဆက်ကစီမီထုံးပွဲကိုစစ်ကောင်စီတပ်ကပါရာမိုတာနဲ့ဘုံတိကျဲချတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူ22ဦးထပ်မံနဲ့တေဆုံးခဲ့ပြီး60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတေဆုံးခဲ့သူတွေထဲမှာမုံရွာအမြင့်လန်းတပိတ်ကော်မတီကရဲဘော်တွေဖြစ်တဲ့ကိုချမ်းကြီးအောင်ကိုညီညီစောကိုကံမြင့်လွင်နဲ့6ဦးမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီကရဲဘော်ဖြစ်တဲ့ကိုကျော်စင်ဦးခါကိုကလားတို့လည်းမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်း အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစုကစပကအတိပေးပါတယ်တရင်ကျွလပညာမှာစီမီထွန်းညိတာဟာဗုဒ္ဓဘာသာရဲ့ဘာသာရေးထုံးတမ်းအစဉ်အလာတစ်ခုဖြစ်ပြီးစီမီထွန်းညိကအလိုရှိရာဆန္ဒတွေကိုစူတောင်းကြတာဟာလည်းမြမရိုးရာဒလေးတစ်ခုဖြစ်ကြောင်းစီမီထွန်းညိပြီးစူတောင်းမှုတွေပြုလုပ်တာဟာနိုင်ငံသားတိုင်းလူသားတိုင်းမှာအလိုလျောက်ရှိပြီးလွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်ခြင်းနဲ့လွတ်လပ်စွာစူဝေးခြင်းစတဲ့မွေးရာပါလူအခွင့်အရေးများနဲ့အညီပြုလုပ်ကြခြင်းသာဖြစ်ကြောင်းကစ်ပကရှင်းလင်းပါတယ် နိုင်ငံတကာရှိအစိုးရများနဲ့အဖွဲ့အစည်းတွေကလည်းစစ်ရာဇဝတ်တာအကြမ်းဖက်စစ်အုပ်စုကိုဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံသာမကရင်းတို့ကိုနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ပြီးနိုင်ငံတကာရန်ရာတွေမှာတရားစွဲဆိုအဖြစ်ပေးနိုင်မှုဝိုင်းဝန်းကြိုးစားပေးစီလိုကြောင်းတို့တွေစစ်တပ်ကစစ်ဒီဘောင်းမီချွနေလာရင်အစင်းနဲ့ထိုင်မဲ့ကလကိုင်တို့အောက်ကတောမိုးခံပေးတာအတူတူဖြစ်နေတစ်ချက်နော်ဒုတိယတတိယတစ်ချက်တတိယတစ်ချက်ဒီဘာလဲဆိုတော့လက်ရှိတက္ကသိုလ်ပြည်ပါတီဒီ NND အပါအဝင်ပေါ့နော် တသက်လုံးနဲ့ကြက်နိုင်ဘူးတွေမှာပါခဲ့တဲ့ဒီစစ်ကောင်းဆောင်ပိုင်းတွေဟာတသက်လုံးစစ်ဘုံချုပ်လုပ်လာပြီးတော့တဖက်တော်လိုင်းတွေအတိုင်းပိုင်းဘဒူတက်လာမယ်တက်လာတဲ့လူမှန်တဲ့မျိုးစုံနှိမ့်ကုတ်ခဲ့တာနောက်ဆုံးမြစ်တာတုပ်လက်လက်ရွတ်တဲ့တန်သာတွေဝါအစားရရဆက်ဆက်တက်ပြတ်ခဲ့တဲ့စစ်ကောင်းဆောင်ဟုတ်တယ်နော်အဲ့ဒီလူတွေကဘောင်းပြီးထုတ်ပြီးတော့ကြက်ပိုင်းကြက်ဖို့တဲ့လာခဲ့တယ်ကြက်ဖို့တဲ့ရောက်ပြီးတော့အရက်သားအယောင်ဆောင်ပြန်တော့လေအရက်သားပုံစံမလုပ်ဘဲနဲ့ဘာလုပ်လဲတဖက်အတိုင်းခံပါတီကိုအတိုင်းအခံလုပ်ရမယ်အစားအတိုင်းခံလုပ်တယ်ဆိုတာကမင်းတို့လုပ်တာဒီနေရာတော့မှားနေတယ်ပေါ့အမှန်ကထားအဲ့ဒါအတိုင်းခံအတိုင်းခံဆိုတာကအပြစ်ပဲခံပြောပြီးတော့ဒီကောင်တွေကိုထိုးချတယ် အဲ့ဒါအတိုက်ခံလက်ရှိတက်တဲ့ခွေးလို့ပါတီဒီအတိုက်ခံလို့လားအတိုက်ခံလို့လားပြည်သူအားလုံးတည်တယ်အဲ့တော့ယုံကြည်စရာသူ့ဘုံတော့ဘာမှမရှိဘူးသူ့ဘုံယုံကြည်စရာတော့ဘာမှမရှိသေး NLD ကိုပြည်သူကပုံရောပြီးအားပေးတယ်လက်ရှိမြန်မာနိုင်ငံရဲ့အဲ့ဒါပဲရှင်းရှင်းလေးပဲအဲ့တော့ NLD ရဲ့အမာခံ lobby တွေခင်ဗျားတို့ပြောတဲ့ညီမိတ်မဟုတ်ဘူးစိမ့်ပိတ်တယ်နော် NLD ရဲ့အမာခံ lobby ကညီမိတ်မဟုတ်ဘူးနော်မင်းတို့စက်တက်တော့ကနေလူတွေပြောတာအာညီမိတ်တွေကဘာဖြစ်လဲ NLD NLD ကိုတကယ်အမာခံအင်အားကောင်းတစ်လုံးလုံးလာပေးလာတယ်စိမ့်ပိတ်တယ်အခုလက်ခင်ကြီးကဘုမတိဘာမတိတွေခေါ်ပြောပြန်တယ် လာဒီရွေးကောက်ပွဲမှာတို့ကျင်းနေအစိုးရဖွဲ့လို့ရမယ် NND ရဲ့အထက်ကဏ္ဍကတော့နိုင်ငံရေးမှာပြီးသွားပါပြီတို့ဆက်ကြမှာ NND ဆိုတာနာမည်လို့ထင်တာမဟုတ်ဘူးအဲ့တော့ဗိဒါ NND ကိုသူတို့လော်ပေးတာတကယ် NND ဆိုတာက NND ဆိုနာမည်လားအခုဒေါ်လာသက်စုကြီးပါဝင် NND ကနာမည်အခြားတစ်ခုနဲ့ကောက်ထောင်လိုက်တယ်တီတူဘလူးအပေးဘူးအဲ့ဒါပဲ NND ဆိုတာနာမည်မဟုတ်ဘူးတီတူကိုပုံစံပြုနေတာအဲ့ဒီပုံစံပြုနေတဲ့အရာကိုခလိကပြောသလိုကိုဘက်ပါလာအောင်ဘလို့အမှန်တွေကိုတော့ပြပြီးတော့အခုဒီဘဘောမတွေကတော့ကိုမောင်မောင်တို့ကိုမောင်ဆိုးတို့အမှန်တွေဖတ်ပြောတာကျန်ဖို့ပါတီခေါင်းဆောင်တွေကအဲ့ဒီပုံစံလောက်လာမယ်ဆိုရင်တီတူဟာချက်ချင်းကျန်ဖို့ပါတီရောက်လာ နော်ညှပ်သွားမယ်အခုတော့မဟုတ်ဘူးကျမ်းပုတ်ကဘယံမလာနေပြောပြီးတော့နေတော့တပြည့်ပြည့်နဲ့ပြည်သူကတမထိုင်ထိုင်ဒီဘက်အင်အားထုတ်ဖြစ်နေတာနော်အဲ့ဒါသူတို့စိတ်ထဲမှာအခုဒါ NLD ပါတီအားရဲ့ခင်ရအောင်ထွက်ပြောတယ်တမိုင်းမှာမရှိတော့ဘူးနိုင်ငံရေးမှာမရှိတော့ဘူးတူလန်းတူယူရကျွန်တော်တို့လည်းလောက်တာမဟုတ်ဘူးခလင်းကလားစကားတွေဟမ်ပညာမဲ့စကားတွေအဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်လုပ်နေတဲ့လူတစ်ချိန်ကလည်းစစ်ဘုံချုပ်လုပ်ခဲ့တဲ့လူပြောက်ပဲစကားဘလောက်တန်ဖိုးမဲ့နေတယ်ဘလောက်အနှစ်ပါးကကင်းမဲ့နေတယ်နော်ဘလောက်စောင့်ပြတ်နေလဲပြည်သူတွေသိတယ်မတိလားသူတို့ကိုယ်တိုင်ကျွန်တော်ဘာဖြစ်သွားလဲသူတို့ဒီ NLD ကို lobby လုပ်တယ်အဲ့တော့တကယ်ပြောတာ NLD ရဲ့ lobby ကြီးချက်ပေါက်ကောင်းဆောင် နော်အဲ့ဒီကမှအခုဘူလက်လာဆိုဘူလက်လာဆိုတခုံးပြောလိုက်တာလည်းဖြစ်တယ်ချက်ချင်းခေါ်ခေါ်ခံကြည့်တယ်ဒါဖမ်းမှလားမေးမှလားထုမှလားမသိသေးဘူးဘာမှမမေးတော့မှနော်ဘာမှမလုပ်တော့မှခေါ်ခံကြည့်ပြီဆိုတော့ရစောက်တဲ့ခါမရှိတော့ဘူးကွာရှင်းနေတယ်ကိုယ့်ဘက်အဖွဲ့အချမ်းကကိုယ့်ကိုပြန်ခေါ်ပြီဆိုတော့စဉ်းစားကြည့်ပေါ့သူတို့ခေါ်အောင်လဲတော်မျိုးမင်းတို့ကဝိုင်းပြီးတော့တော်နေတယ်နော်အဲ့တော့ဒီကျန်တဲ့ပြည်သူ့ပါတီဝင်တဲ့အနေနဲ့အခုကျွန်တော်ပြောရတဲ့အချက်၃ချက်ကိုစဉ်းစားပါ မှားတယ်ဆိုရင်ပြောပါမမှားဘူးကျွန်တော်ပြောတာမှန်နေတယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြန်လေသုံးတပါကိုလုံနေတဲ့အလုပ်ရက်တွေမှန်လားမှားလားငါတို့ကဘယ်ဘဝရောက်နေတယ်ဒါလေးကိုသိသိချင်ပါတယ်ကျွန်တော်တွေးခွဲတာမဟုတ်ဘူးရန်တိုက်တာမဟုတ်ဘူးအမှန်တရားကိုပဲထပ်ပြန်တော့ခင်ဗျားတို့စိတ်ဆန္ဒတော်ကြိုက်တယ်လို့နေနော်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပုံကိုမြင်အောင်ထပ်ပြန်တာအဲ့ဒါရှင်းရှင်းလေးပဲဟုတ်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဇော်ဘိုးဟောင်းမကောင်မရှိတဲ့အတွက်ကျွန်တော်တို့ကခွေးမောင်းလာတက်တာလေအခုတကဘူးလက်ကြီးတယောက်မရှိတော့လို့ရှိရင်နောက်ထပ်ထပ်တက်တာအောင်လားတော့မသိဘူးအဲ့တော့ အဲ့ဒါလာပြောတာဘူးလက်လိုပဲပေါ့နော်အဲ့ဒါလည်းလာပြောတာအဲ့ဒါလည်းလာပြောတာပြန်အခုအဲ့ဒါလည်းလာပြောလို့မရဘူးနော်မင်းအောင်လိုက်ဖြစ်သွားပြီဒူးလေးဖောက်ပြီဘူးလက်မှာအဲ့ဒါလည်းလာပြောတာအဲ့ဒါလည်းလုပ်လို့ရတော့မယ်နော်အဲ့တော့စဉ်းစားပါဗျာနော်ဟိုငါတို့တိုင်းပြည်ရဲ့အနေအထားငါတို့လက်ခံထားတဲ့ဒူးတွေရဲ့အနေအထားအခုပဲကျွန်တော်တို့ဒီမှာအောက်ကတိုင်းရင်းတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်နဲ့ကျွန်တော်စကားပြောပြသေးတယ်နော်တော်တော်ကောင်းအချိန်၃နိုင်လောက်မိဘတို့ရှိတယ်နော်ထိုင်စကားပြောနေတယ်ကျွန်တော်တို့ပဲအချမ်းအကြောင်းကိုဘယ်အချမ်းပြောလာမှာမဟုတ်ဘူးစစ်တပ်အကြောင်းလည်းပြောလာမှာမဟုတ်ဘူးစက်ဖို့အကြောင်းလည်းပြောလာမှာမဟုတ်ဘူးကျွန်တော်တို့ပဲအချမ်းကလွယ်မှားတဲ့လောက်ရက်တွေကိုအချင်းချင်းရင်ဖို့ပြီးပြောကြတယ် ဒါမှမဟုတ်ဘိုင်ပေါ်မှာကျွန်တော်ထားမှာပြောဒါကြောင့်မလို့ကျွန်တော်တို့ပဲအချမ်းပါလေဘယ်နည်းမှာကိုယ့်ဘက်ကိုကိုပြန်ပြီးတော့ပြောနေတဲ့သူတွေကအပြုတ်သဘောဆောင်မလို့လေအခုလိုမျိုးကိုယ့်ဘက်မှာလည်းအဖွဲ့ ND ဘော ND နေနေရတယ်ကိုယ့်ကိုပြောလာတယ်ကိုယ့်ဘက်အချမ်းကလူပဲစကားကိုနားထောင်အောင်တူဒီအပြုတ်သဘောဆောင်လားအပြတ်သဘောဆောင်လားအပြုတ်သဘောဆောင်လားဆိုရင်လေးစားဆိုတာနားထောင်အောင်လေလက်ခံနိုင်ရမယ်ပြောတဲ့သူကလည်းကိုယ့်ဘက်ကမှားနေလို့ရှိရင်အပြုတ်သဘောဆောင်ပြီးပြောရမယ်ခွေးဝမ်းတောင်လေလေပြတဲ့လုပ်ရင်မလုပ်လို့မရဘူးเนาะကျွန်တော်တို့ဆိုပြောမယ်ဆိုအများကြီးဒါပေမဲ့ရန်သူပြောအောင်လုပ်ပေးနိုင်เนาะဒါရှင်းနေလေဒါပေမဲ့မှားနေတာတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူး ိုင်းနေမှနေတာကတော့ငါတို့ပဲဆိုပြီးတော့လက်ခံမှာမဟုတ်ဘူးအဲ့တော့ဒီတက်ဆန်ကွန်ဆွေးပါတီဝင်နေအပါဝင်လက်ရှိတက်မှာတော့ချစ်သူညာစတဲ့ဖြစ်ပေါ့နော်စဉ်းစားပါဒါကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းပြတာပါကိုအောင်အောင်နဲ့ကိုစဉ်းစားပါခင်ဗျားတို့တွေမှာအတ္တရားတွေလူတိုင်းမှာရှိတယ်ဘယ်သူမှယူနေကြတာမဟုတ်ဘူးပြ။နော်ခံယူချက်စိတ်ကင်းတာရယ်ခုနကပြောအတ္တစိတ်ငါအားပေးတဲ့အခွင့်ငါတို့ပဲအချမ်းဆိုတော့အဲ့ဒီငါဆိုရင်အတ္တတွေအောက်မှာအမှန်တွေကိုမမြင်ဖြစ်မှာဆိုလို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပြတာအဲ့တော့ဘူးလက်လှဆိုရင်တို့ဇော်ဘုံဟိန်းတို့ကိုနမူနာယူပါဖြစ်တယ်လားဇော်ဘုံဟိန်းဆိုတဲ့ခုနကပြောသူဇော်ဘုံဟိန်းကဒီစက်တက်ကိုအမှန်တန်လောက်ကလောက်ပါထွက်ပြီးတော့အသေးခံလောက်က ဒါပေမဲ့အလောင်းတော့တဲ့သူကအမလို့အမရဖြစ်ပြီးစေတနာတော်တာနဲ့တော့သူတို့ရဲ့လိုအပ်ချက်ကိုတခုံးနဲ့ပြောလိုက်တာနဲ့ဘာလို့လဲချက်ချင်းဖမ်းပြီးထောင်ဖို့စက်တနေ့ထားဖြစ်တယ်စဉ်းစားကြည့်ရင်ဖြစ်နေလားမနက်ကဆိုရင်ခေါ်ပြီးတော့ပါးနေနားကြီးလိုက်လိုက်မင်းနောက်ကအိတ်ဆောက်ထိုးထိုးရင်မြုံလာအထက်ကိုထက်ပြင်မယ်ဇော်ဘုံထက်တော့မလားကဲဇော်ဘုံကအပြစ်ပြောနေတဲ့သူကကျွန်တော်မေးရင်အဲ့လိုလုပ်ထက်တော့မလားအမငါလေးဗျဟုတ်တယ်မလားအခုဘူးလက်လာဆိုတိဘူးလက်ကတော့စစ်ဘုံကြောင့်ပြောက်တကယ်တက်ဖို့တည်းမှာအမငါကြီးဒီလိုလူမျိုးတော်မှမှားနေလို့မှားနေတယ်လေပြောမိတာ ချက်ချင်းခေါ်ကန်တင်တယ်ဒါပေမဲ့ဘူးလက်ပါလေခေါ်ကန်မထိခင်ဗီဒီယိုဖိုင်တစ်ဖိုင်တင်ပြီးတော့ဖြာခင်းသွားတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကိုပြီးကျွန်တော်ရေရှင်လုပ်ပေးမယ်နော်ဟိုဘက်အကောင့်မှကျွန်တော်တင်ပေးမယ်အဲ့တော့လောလောဆယ်တော့ဘူးလက်ကတော့စံပြုတ်ပဲတောက်နေပြီလားနော်လိစားတယ်လုပ်နေပြီလားမတည်ဘူးပြကျွန်တော်မြင်အောင်လဲနော်သူ့ကိုခေါ်ရတဲ့စစ်တပ်ရဲ့အနောက်ရောက်ရင်ဟိုမှာအဲ့ခေါ်ရတဲ့နေမှာအရာရှိကဘယ်လိုစောက်နေလဲမသိဘူးကိုရောက်ဝိုင်းရင် तू ကစီနီယာကြတယ်ဆိုရင်အဲ့ဒီဂျူနီယာကိုတွားပြီးတော့လိစားတယ်မိမပါ